မင်္ဂလာပါခင်ဗျာကျွန်တော်တို့အရေးကားတင်ကန်းစာတွေလေ့ကျင့်ခဲ့တွေလုပ်ပြီးသွားပြီဆိုရင်ဒီနေ့နောက်ထပ်တင်ကန်းစာတွေတခုစာပါမယ်အဲဒီနေ့တင်ကန်းစာတော့အရင်လွှဲတယ်သူက media format ပြောင်းတဲ့နေလိုင်းလေးတွေကိုကျွန်တော်တို့စက်ပြီးလေ့လာကြည့်အောင်ပါဘာတက်လဲဆိုရင်ကျွန်တော်တို့ mp3 mp4 ပြောင်းမယ်ဗီဒီယိုတွေဖြတ်မယ်ဆက်မယ်အဲပြီးတော့ဓာတ်ပုံတွေဖွင့်ပြရတဲ့ပြဿနာတွေဖြေရှင်းမယ် အဲဒါတွေအကုန်လုံးလုပ်လို့ရတယ်ပေါ့နော် okay အဲ့ဒီထဲမှာကျတို့တုံးလို့ရတဲ့ software တွေကတော့အများကြီးရှိတယ် media format ပြောင်းလဲ software တွေ internet မှာရှာကြည့်မယ်ဆိုအများကြီးကြာလာလိမ့်မယ်အဲ့ဒီထဲမှာအလွယ်ဆုံးကျတို့ဖြစ်တယ်ပြီးနောက်တစ်ခုကအများဆုံးသုံးကြတဲ့ software လေး format factory ဆိုတာလေးကျတို့ဒီမှာအဲတင်ကန်းစာတွေမှာထည့်ပေးထားတယ်ဒါလေးကိုကျတို့တွားပြီးတော့လေ့လာကြည့်အောင်ပါဒါလေးကတော့တုံးရတော့လွယ်တယ်အများကြီးလဲကျတို့အကျိုးရှိတယ်နေ့စဉ်လုပ်ငန်းဝင်နေ့စဉ်ကျတို့သုံးနေတဲ့ personal use မှာပုံမှန်ဒီဒီ မီဒီယာဖော်မတ်နဲ့ပတ်သက်တဲ့ခါမျိုးဆိုရင်သူကအရန်သုံးရတာလို့ရတယ်အရန်လည်းထိရောက်ပါတယ်เนาะโอเคဒါဆိုကျွန်တော်တို့ဘာတွေလုပ်လို့ရလဲဆိုတော့သွားပြီးတော့လေ့လာကြည့်အောင်ပါဒီ software လေးကတော့ကျွန်တော်ရှေ့မှာတင်ခဲ့ပြီးသားပါအဲ download လုပ်လို့ရတယ်တကယ်လို့မတွေ့ဘူးဆိုရင် internet ကနေ format factory 3.0ဆိုပြီးတော့လည်းရှာလို့ရတယ်เนาะ version update တွေကတော့ထွက်ပြီးဒါပေမဲ့ကျွန်တော်တို့ဒီ version လေးကသုံးရတာအဆင်ပြေလို့ဒီ version လေးထည့်ပေးထားတယ်เนาะတခြား version အစ်စ်တွေလည်းသုံးလို့ရတယ်ဒါပေမဲ့တချို့ set တွေနဲ့မကိုက်တာမျိုးရှိလို့ကျွန်တော်တို့ဒီ version လေးနဲ့ပဲ ဒီပြပေးလိုက်တာ child version သုံးလို့ရပါတယ်เนาะပြဿနာမရှိပါဘူး okay သူ့မှာဆိုရင်အပိုင်းလေး၅ဘိုင်းပါတယ်ဘာလဲဆိုရင် video ရယ် audio ရယ် picture ရယ် run device ရယ် advanced ဆိုပြီးတော့၄ဘိုင်းပါတယ်ဟော sorry ၅ဘိုင်းပါတယ်เนาะကျွန်တော်ဒါလေးကိုစောက်ဖွင့်တော့မယ်ဆိုရင် stat ထဲကနေဒီမှာရိုက်ထည့်လိုက်လို့ရတယ် format factory ဆိုလေးရိုက်ထည့်လိုက်မယ်အဲ့ဒီမှာဆိုရင်ဗီဒီယိုပါတယ် audio ပါတယ် picture ပါတယ် room device ပါတယ် advanced ပါတယ် okay ဒါဆိုရင်ကျွန်တော် video ဆိုပါလဲဆိုရင်တော့သူ video format လေးတွေပြောင်းရင်နဲ့သို့မဟုတ်ဖြတ်ရင်ပေါ့เนาะဒါလေးတုံလို့ရတယ်အရင်လိုတွေကျွန်တော်နမူနာလေးလာလေးလာနမူနာလေးလုပ်ကြည့်မယ်ဆိုပါတော့ကျွန်တော်ရဲ့ကျွန်တော်စီမှာရှိတဲ့ file လေးတွေကတခြား format လေးဥပမာခုဆိုပါတော့ကျွန်တော်ဒီမှာ record လုပ်ထားတဲ့ file လေးတွေက wmv ဆိုတဲ့ format လေးနဲ့ထွက်တယ်ဒါပေမဲ့ကျွန်တော်ဖုန်းက MP4 ပဲဖတ်တယ်ဆိုရင်ကျွန်တော်ဒီ WMV ဒီကိုဖုန်းထဲမှာထည့်ကြည့်လို့ရမှာမဟုတ်ဘူး။ဒါတွေမဟုတ်သေးဘူး။တခြားကျွန်တော်တို့ဒီ PowerPoint လို့ software မှာထည့်သုံးလို့မရဘူးလို့တခြားတခြားပေါ့နော်ကိုလိုအပ်တဲ့အခါမှာအအဓိကပြောချင်တာကျွန်တော်တို့သုံးမဲ့ software လေးက MP4 ပဲလက်ခံတယ်ကျွန်တော်တို့စီမှာရှိတဲ့ file လေးက WMV ဒါဆိုအဲ့ဒါဆိုရင်ဘာလို့လို့မရအောင်လဲဆိုဒီ WMV ကိုကျွန်တော်တို့လိုချင်တဲ့ software တွေထည့်သုံးလို့မရအောင် ဥပမာကျွန်တော်တို့ကင်မရာနဲ့ရိုက်ထားတာ AVI နေထွက်တယ်အဲကျွန်တော်က PowerPoint နဲ့မှထည့်သုံးနေတယ် PowerPoint က MP4 ပဲလက်ခံနေဆိုအဲ့ဒီ AVI file ကိုဟိုကျွန်တော်တို့ဒီ PowerPoint နဲ့တိုက်ထည့်သုံးလို့မရအောင်ဘာလုပ်ပေးရလဲဆိုရင်ဂျာဂန်ဒီလို software လေးတွေနဲ့ convert flow ပေးရပါတယ်နော်သူကဒီ video format ပြောင်းတဲ့ခါမှလည်းသုံးတယ် quality short ချခြင်းတဲ့ခါမှလည်းသုံးတယ်အဲ့တော့ quality နိုင်တဲ့ဟာလေးကို short ချလိုက်တယ်ဆိုရင်သူကပုံလေးကဝါသွားမယ်ပြီးသွားရင်ဒီ site လေးတေးသွားမယ်ပေါ့နော်အထူးဖြစ်ကျွန်တော်တို့စက်ကားတွေပါတယ်ဆိုဒီ video query ဆိုရင် ည်းနည်းလေး quality short ချခြင်းနဲ့ဆိုရင် MI4 လိုပါတော့မှာဒီမှာ output setting မှာဒီမှာ quality လေးရှိတယ်ဒီမှာ quality ကို short ချလိုက်တယ်ဆိုရင်အဲ့စကားလေးကဘာဖြစ်သွားမလဲဆိုရင် site တိတိလေးနဲ့ဟိုမှာထွက်သွားလိမ့်မယ်နော် okay ဒါဆိုရင်ကျွန်တော်တို့အခုနမူနာလေးလုပ်ကြည့်မယ်ဘာလေးလဲဆိုရင်ဒီ ကြိုက်တဲ့ format ကိုပြောင်းလို့ရတယ်တချို့က all ဆိုတဲ့တော့ဘာ format လာလာ video format ဖြစ်ဖို့လိုတယ်ဘာ format လာလာတုံးလို့ရတယ် auto mp4 auto avi auto 3gb ကြိုက်တာထားလို့ရတယ်အဲတကယ်လို့ဟိုဒီမှာသူတို့တစ်ခုချင်းဒီမှာတော့ဟိုတိတက်ဂုံတတိလေးရှိမှာပေါ့နော်ဥပမာ mp4 ဆိုရင်ပုံမှန်အဖြစ် format တော်များနဲ့ကိုင်းကြီးတယ်ဒါပေမဲ့ offset ဒီမှာဖွင့်ကြည့်လို့မရအောင်အာ avi တော့ quality ပုံမြင့်မယ် 3gb quality နေတယ်ဒီလိုပုံစံမျိုးလေးပေါ့နော်အောက်မှာလည်းအများကြီးပေးထားတယ်ဒါဆိုရင်ကျွန်တော်နမူနာလေးပြောင်းကြည့်အောင် အခု default attribute လေးဆိုရင်သူ့ right click နဲ့ property ထောက်ကြည့်လိုက်မယ်။ဘာလေးလဲဆိုရင် WMP ဆိုတာလေးဖြစ်လိုက်မယ်။ဒါလေးကိုမှကျွန်တော်တို့ကဘာဖြစ်ပြောင်းနေတာလဲဆိုတော့ MP4 ဖြစ်ပြောင်းနေတယ်ဆိုသူ့ကိုတစ်ချက်နဲ့လိုက် all to MP4 attribute လေးကိုဆွဲထည့်လိုက်။ဒီလိုဆွဲမထည့်ချင်ဘူးဆို browse က sorry ဒီ add file နေသွားထည့်ပေးရမယ်။ဒီလိုသွားမထည့်တော့ကျွန်တော်အလွယ်တကူပဲဒီလေးကိုဆွဲထည့်လိုက်လို့ရတယ်။ပြီးသွားရင်ဘယ်မှာထားမလဲဆိုရင်ဒီမှာ browse ဆိုတာလေးကိုသွားထားလိုက်။အဲ desktop ပဲပဲကျွန်တော် new folder လေး folder တလေးစောင့်လိုက်မယ်နော်။အဲ folder လေးကို ဟို format factory လို့ပေးလိုက်မယ် dst test ပေါ့နော်အဲ့ထဲကိုသွားပြီးတော့ okay လို့ပေးလိုက်မယ်အဲပြီးတော့ဒီကဲလို့ကျွန်တော်တို့ setting တွေပြင်နေနေဆိုဒီမှာ option နဲ့ sorry output setting တွေပြင်နေနေဆိုဒီကနေသွားပြီးတော့ပြင်လို့ရတယ်နော်ခုနကတော့လို quality name လားမြင်မလားဒါရွေးလို့ရတယ်ပြီးတော့ okay လို့ပေးလိုက်ပါရပြီဒါဆိုရင် okay လို့ပေးပြီး start ဆိုပြီးနေလိုက်ဒါဆိုဒီကောင်လေးသွား loading လေး မယ် complete ဖြစ်သွားပြီဆိုကျွန်တော်တို့ output folder မှာသွားကြည့်ဒါမှမဟုတ်ဒီထဲဝင်ကြည့်လိုက်လည်းအတူတူပဲเนาะအဲ့ဆိုသူ့ကို right click နဲ့ property ထောက်ကြည့်လိုက်ရင်တော့ဘာဖြစ်သွားမလဲဆိုရင်သူလည်း mp4 ဆိုတာလေးပြောင်းသူက mp4 ပြောင်းသွားလိမ့်မယ်ခုနကတော့ပုံခုနကတော့ဗီဒီယိုလေးကဗာလဲဆိုရင် wmv သူအကြပါလဲဆိုရင် mp4 သူတို့ formally ကတိတ်မကွာအဲ့တော့ဘာဖြစ်လဲဆိုကျွန်တော်တို့ဒီမှာ960ခုသူ့မှာ 950အရင်ကွာချောင်းမှုမရှိဘူးအဲ့တော့ဘာဖြစ်ဘူးလဲဆိုကျွန်တော်တို့ဒီ quality အရင်ရောမတော်မှာမဟုတ်ဘူးเนาะတကယ်လို့ကျွန်တော်တို့ 3GB လောက်ချကြည့်လိုက်မယ်သူ့ကိုဆွဲထည့်လိုက်မယ်ပြီးတော့ရင်အဲ okay လို့ပြလိုက်မယ်เนาะတခါလေးတိုင်းပြီးတော့ stop လုပ်လိုက်မယ်ဒါဆိုရင် 3GB 3GB ဆိုရင်ညကျွန်တော်အများကြီးရော့ကြသွားပြီ တဝက်လောက်ပဲကျန်တော့တယ်နော်ခုနကတော့900ကျော်အခုဆို200ကျော်ဆိုအများကြီးလျှော့သွားတယ်အဲ့တော့ဘာဖြစ်သွားမလဲဆိုသူ့ရဲ့ quality ကလည်းအများကြီးကျသွားပါလိမ့်မယ်ဥမာကျွန်တော်နမူနာလေးဖွင့်စီလိုက်မယ်အဲဒါလေးကဒါလေးကသူ့ရဲ့မူလ quality ဒါလေးပေါ့နော်ဒါမူလ quality ပြီးသွားရင်ဒီကောင်လေးက ME4 quality အရင်ခုနကလည်းတိတ်ထူးချမ်းခွာချမ်းမှုမရှိဘူးဒီကောင်ကျတော့ ရွာကြ 3GB နော်တော်ကြောင့်ပါလေအရင်ဝါသွားပြီနော်ဒါ 3GB ကြည်လို့ရရတယ်ဒါပေမဲ့ဘာဖြစ်ပါလဲတော်တော်လေးဝါသွားရင်စာရီဖတ်လို့ရမှာမဟုတ်ပြီးသွားရင်သူ့ရဲ့ site ကလည်းနည်းနည်းလေးအများကြီးလျော့သွားတာဟုတ်နော် okay ဒါဆိုရင်အခုဒီ video format လေးပြောင်းတာတော့နားလည်လောက်မယ်လို့ထင်တယ်တကယ်လို့လိုအပ်တဲ့ဆိုရင်ကိုလိုချင်တဲ့ format ကိုပြောင်းပြီးလို့ရပါတယ်အများဆုံးတော့ကျွန်တော် MP4 ပြောင်းကြရတယ်ပြီးရင်နောက်တစ်ခု ဘာလို့လို့ရသေးလဲဆိုကျွန်တော်တို့ဒီ MP4 ပြောင်းတာတွေမဟုတ်ဘဲနဲ့လိုချင်တဲ့အပိုင်းလေးတည်တံ့ဖြတ်ယူလို့လည်းရတယ်။အယုံဆုံးကျွန်တော်တို့ဒီထဲမှာရှိတဲ့ဗီဒီယိုလေးတစ်ခုလောက်သွားရှာကြည့်လိုက်မယ်။ဒီကနေလေးလေးပဲရှိတယ်။ထောက်ထားလေးပါ။ body building နဲ့ okay ။ဒါလေးလောက်ကြည့်မယ်။ဒါလေးဖွင့်လိုက်မယ်။ဒါလေးကိုဖြတ်လိုက်မယ်နော်။ option တွေကိုသွားလိုက်မယ်။ပြီးတော့ရေကျွန်တော်ဖြတ်ချင်တဲ့နေရာလေးကိုသွားပြီးတော့ select လေးပြီး သူ့ကိုစားမက်လေးပေးခြင်းနဲ့ဆိုရင် stat time ပြီးတော့ရင်ရက်တော့မယ်ဆိုပါလို့ပေးလဲဆိုရင် and time ဆိုတာလေးထားလိုက်မယ်သူငယ်လေးကူတာ okay လို့ပေးလိုက်မယ်နော်ပြီးတော့ရင်အဆုံးထိမကြည့်တော့ဘူးတော်ပြီပြီးတော့ရင်ဘာလို့လိုက်လို့ရလဲဆိုရင်ကျွန်တော်တို့ဒီမှာ brown ဆိုတဲ့နေရာလေးကိုသွားလိုက်မယ်ဘယ်နေရာမှာသွားထားမလဲအဲခါတိုင်းလိုပဲကျွန်တော်တို့တင်ထားတဲ့နေရာလေးသွားလိုက်မယ် former factory tax okay နော် ရပြီခုနကတော့နည်းနည်းလေးပဲเนาะကျွန်တော်နည်းနည်းလေးပဲ step တိုင်းလေးလို့နည်းနည်းလေးပြလိုက်တယ် set align လို့နည်းနည်းလေးပြလိုက်တယ်အဲ့တော့ပြီးတော့ okay လို့ပြလိုက်မယ်ပြီးတော့ step ဆိုတာလေးနေလိုက်မယ်အဲဆိုအခုကိုယ်တော်မှာတွားကြည့်လိုက်မယ်ချက်ချင်းပြီးသွားလိမ့်မယ်နည်းနည်းလေးပဲအဲဆိုရရင်เนาะအစာဆုံးတိမပါတော့ဘူး login နဲ့ဘိုင်းနည်းနည်းလေးပဲဖြတ်ယူလိုက်တာเนาะ okay ပြီးတော့ရင်နောက်တစ်ခုက all to mb4 နောက်တစ်ခုဖြတ်ကြည့်မယ်เนาะ နောက်တစ်ပုတ်ဖြတ်ကြည့်မယ်နောက်တစ်ပုတ်ကိုကြာတော့တရားပုတ်ဒီလေးလေးပုတ်ပဲရှိရโอเคဒါဆိုဒီအလေးဒါလေးထည့်ကြည့်လိုက်မယ်နော်သူဆွဲထည့်အ sorry ဆွဲထည့်လိုက် of သူ့လည်းတူတူပဲ option တွေကိုသွားဒီကနေသူမြန်မာသားပိုင်နည်းနည်းလေးအရာတက်တယ်နော်အမှမြန်မာသားကြီးပါနေဒါဆိုကျွန်တော် rename ပေးလိုက်မယ် chief ဆွဲထည့်အ sorry 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 auto mp4 ပဲပြန်လာဆွဲတဲ့ option လေးကိုသွားခဏစမယ်နော် okay ပြီးသွားရင် step တိုင်းလုပ်မယ်ပြီးသွားရင်ရက်ချင်တဲ့နေရာလေးကိုဆွဲပြီးရင် end တိုင်းလုပ်လို့လိုက်မယ်နော်ပြီးသွားရင် okay လုပ်ပြီဒီလိုဆွဲလေးရတယ်နော်မဆွဲတော့ကြောကြားနေမှာဆိုနည်းနည်းလေးပဲထားလိုက်တယ်ပြီးသွားရင် okay လုပ်ပြီးပြီးသွားရင်အဲ okay ပဲပြီးသွားရင် step အဲ့ဒါဖြစ်သွားပြီလေဆိုရင် output folder မှာသွားကြည့်လိုက်မယ်ဆိုရင်ဒီကောင်လေးကနည်းနည်းလေးနဲ့ဒါလေးရပြီနော်ဒါလေးရပြီပြီးသွားရင်ဒီမှာလေးရပြီ နော်အတေချအတန်ပိတ်ထားနော်အတန်အတန်ပါလိမ့်မယ်သူကဒါလေးရိုင်းနော်ဒါလေးပဲနည်းနည်းလေးပဲကျွန်တော်လိုချင်တဲ့ပိုင်းလေးပဲဖြတ်လိုက်တာရိုင်းနော်ဒီကောင်လေးဆိုလေโอเคဒါဆိုရင်အဲ့နှစ်ခုပေါင်းလိုက်မယ်เนาะအဲ့ဒီနှစ်ခုပေါင်းကြည့်ချင်တယ်ဆိုရင်ကျွန်တော်ဘာလို့လို့ရလဲဆိုရင်ဒီအောက်ဆုံးက advance နဲ့ကိုသွားမယ် နော်အခုကဘာလဲဆိုဗီဒီယိုလေးကိုကျွန်တော်တို့ format ပြောင်းနေပြီးသွားရင်မလိုချင်တဲ့ဘိုင်းတွေဖြတ်လိုချင်တဲ့ဘိုင်းတွေဖြတ်ယူတယ်ပြီးရင်ပြန်ဆက်တာလေးလုပ်လို့လုပ်လို့ရတယ်ဗီဒီယို join တာဆိုတာလေးသွားလိုက်လွယ်လွယ်လေးပဲသူကလည်းဒီတချင်းရဲ့ဒီတချင်းရဲ့ဆိုတဲ့ number ဆိုတဲ့ဘာပြောင်းမလဲ MP4 ပြောင်းမယ်နော်ပြီးသွားရင် okay လို့ပေးပြီးရင် start ဆိုတာလေးနေပြောင်းမယ်ပြီးသွားရင်နော်ပြီးသွားရင်ဒီထဲမှာလာကြည့်လိုက်တော့ဖွင့်ကြည့်လိုက် โอเคဒါဆိုရမယ်เนาะဒါကဘာလို့တွားလဲဆိုသူတို့နှစ်ခုကိုပြန်ပြီးတော့ပေါင်းလိုက်တဲ့ပုံစံမျိုးပါဒါဆိုရအောင်မယ်ထင်တယ်เนาะလွယ်တယ်အရင်လွယ်တယ်เนาะโอเคပြီးသားရင်ဒီ Oreo MP3 ပြောင်းတာလေတကယ်လို့ကျွန်တော်အဲ့တချင်းလေးကို MP3 အနေနဲ့နားထောင်ခြင်းနေဆိုရင်ဒါဖြစ်လိုက်မယ်เนาะ clear လေးအဲဒီ all to MP3 ဒါမှမဟုတ်ဆိုရင်ဒီ WMA ကြိုက်တဲ့ format လေးကိုပြောင်းလို့ရတယ် all to MP3 ပဲထားလိုက်တော့မယ်ကျွန်တော်ဒီဖက်က MP3 file လေးသွားချလိုက်မယ် sorry အဲဒါလေးပဲနော်ဒီဒီဒီကောင်လေးကိုပဲကျွန်တော် ပြောင်းလိုက်မယ်သူ့ဆွဲထက် MD3 ပြောင်းပါနော်ဟိုသူ့လည်းပြန်ဖြတ်လို့ရသေးတယ်တကယ်လို့ okay လို့ပေးပြီးတော့ start လို့လုပ်လိုက်ရင်သူဒီ double လုံးကို MD3 ပြောင်းသွားလိမ့်မယ်အဲ့လိုပဲ double ထဲမှမဟုတ်ကျွန်တော်အများကြီးထည့်လို့ရတယ်အော်သူ MD3 ထဲမှာကြိုက်တလောက်ဆန်းတလောက်အများကြီးကောက်ထည့်လို့ရတယ်ပေးလိုက်တော့မယ်နော်အခုဒီကလေးကဘာဖြစ်သွားရလဲဆိုရင် MD3 ဖြစ်သွားပြီနော်သူ right clinic property ဆိုရင်3 map ပဲရှိတော့မယ်ဒီ blue လေးတော့ဆိုရင်ရော blue လေးတော့ကဆိုရင်6 map ရှိရနော် โอเคဒါဆိုရင်သူကတော့ video တန်းတန်း animation လုပ်ထားတဲ့ပူတွေလေး video slide show လုပ်ထားတဲ့ပူတွေလေးဆိုတော့အတွက် quality အရင်မြင်မဟုတ်တာเนาะအဲ့တော့တချို့ပူတွေလေးဆိုရင် mp3 ပြောင်းလိုက်အများကြီးရော့သွားပါတယ်เนาะတကယ်လို့ကိုကဒီ YouTube ကနေ down ထားတဲ့တချင်းနေရှိမယ်ပုံမှန်အဖြစ် video အနေနဲ့ကြည့်တာမဟုတ်ဘဲနဲ့တချင်းအတန်ပဲနားထောင်ခြင်းလေဆိုဒီ nilan line ပြောင်းထားလို့ရတယ်เนาะโอเคဒါဆို auto mp3 အဲ့ဒါလေးကဖြတ်လို့လည်းရသေးတယ်ဒါလေးကိုဆွဲထည့်လိုက်မယ် set range ဆိုတာလေးထားလိုက်ပြီးတရားနေဆွဲ set time ီမှာသွားဆုံး and i เนาะပြီးတော့ရင် okay လို့ပေးအဲ okay လို့ပေးပြီး start အဲ့လိုပဲဒီတချင်ကိုလည်းအတူတူပဲ so la cho wa okay ဒါဆိုရင်သူ့ကိုလည်းအတူတူပဲ auto mp3 လို့ပြောင်းလိုက်မယ်သူ့ကိုလည်း set set range ဆိုပြီးကျွန်တော်တို့ဖြတ်လိုက်မယ်เนาะဒီကနေ့စမယ် start တိုင်းဒီကနေ့စုံမယ် end တိုင်း okay လို့ပေးလိုက်เนาะပြီးတော့ရင်အဲ okay လို့ပေးလိုက်မယ်ပြီးရင် start နည်းနည်းမြန် အရာနော်โอเคဒါဆိုရင်ခုနတော့ output folder ထဲမှာတွားကြည့်လိုက်ရင်ဘာဖြစ်သွားမလဲဆိုခုနတချင်းလေးနှစ်ပုတ်ပေါ့နော်ဒီတချင်းလေးနှစ်ပုတ်ကဘာလုပ်ထားပြီးသားလဲဆိုရင်ဖြတ်ထားရလိမ့်မယ်နော်ဟုတ်ကဲ့ဒါဆိုရင်ဒီလိုမျိုးနော်အဲ့ဒီနှစ်ပုတ်ကိုကျွန်တော်ပြန်ဆက်ချင်တယ်။ဒါဆိုရင်ဘယ်ကိုပြန်သွားမလဲဆိုရင် advan တွေကိုသွားပြီးသွားရင် audio joiner တွေကိုသွားလိုက်ရတယ်။နော်လွယ်လွယ်လေးပဲသူ့ကိုဆွဲတဲ့အဲသူ့ကိုဆွဲတဲ့ ါလေးပဲ MD ပြောင်းမယ် OK လို့ပေး start ဆိုပြီးလုပ်ပေးအောင်ပါပဲ live file လေးနှစ်ခုဆက်သွားလိုက်မယ်ဒီဘက်မှလာပြမယ်เนาะ audio joiner ဆက်လာလို့စောင့်ကြည့်မယ်နော် ဆက်သွားရေနော်โอเคဒါဆိုရင်တကယ်လို့ तू อ่ะဒီလိုကိုကိုစမှာဒီအတန်ကလေးလေးရှိတယ်အဲ့ဒါလေးတွေကိုမှကျွန်တော်ကတီးတန့်ပြန်ပြီးတော့ပေါင်းခြင်းတဲ့ခါမျိုးဆိုလဲတုံးလို့ရတယ်တခါကြရှိတယ်လေအဲကျွန်တော်အတန်ဒီ recording recording တွေလုပ်တယ်အပိုင်းပိုင်းလေးဖြစ်နေတယ်မလုပ်လို့ရလဲဆိုဒီနီလန်တိုင်းပြန်ဆက် ောက်မဟုတ်ဆိုကျွန်တော်တို့ခီးတွေပါကြီးသွားတယ်ပျော်ဝဲသားကြီးသွားတယ်ဗီဒီယိုကလစ်လေးရိုက်ထားတယ်ပျော်တန်းရိုက်ထားတယ်เนาะအဲရိုက်ထားတဲ့ဗီဒီယိုလေးတွေကတပိုင်းချင်းစီပေါ့เนาะဒါကကားပေါ်တက်တဲ့ချင်းရိုက်တယ်ပြီးတော့အဲဒါကတော့ကားပေါ်ဆင်းတဲ့ချင်းအဲဒါကတော့မုတ်စားတဲ့ချင်းဒီဓာလေးတွေကိုတည်တန့်လေးကျွန်တော်တို့ပြန်ပြီးတော့ဟိုယူတန်နဲ့ပြန်ဆက်ချင်တယ်ဆိုဒီနီလန်တိုင်းသုံးလို့ရတယ်เนาะဘီတကယ်လို့ကျွန်တော်ဂျာမာစာရန်နေ့2 PF တွေထဲဆိုရင်เนาะကျွန်တော်နောက်နေ့မှာ power rider ဆိုတာလေးတင်ဖို့ရှိတယ်အဲအဲ့တင်ကန်းစာလေးကြတော့လေ့လာလို့ရပြီအဲလုတ်လိုက်လို့ရပြီเนาะအခုဒီမှာတော့ယူတန်နဲ့ဒဲပဲတက်ခါတိုင်းပြီးတော့ ဆက်လိုက်တဲ့နီလန်လေးပါโอเคဒါဆိုရင်နှစ်ခုတော့ရသွားပြီဘူဒိုရသွားပြီအော်ရီယိုရသွားပြီအဲပြီးတော့သုံးခုပေါ့နော်အဒ်ဗန်ထဲမှာရှိတဲ့ဘူဒိုဂျွိုင်းနာအော်ရီယိုဂျွိုင်းနာလေးရသွားပြီဒါဆိုရင်ကျွန်တော်တို့ဘာကျန်သေးဒီဟာလေးမသုံးတော့ဘူးเนาะပြီးတော့ picture ဆိုလေးသုံးပါမယ်เนาะ picture ကျတော့ဘာဘာနေရာမှာသုံးလို့ရလဲဆိုရင်ကျွန်တော်ချုပ်မှတ်တင်တယ်အဲ Facebook ကနေ save ထားတဲ့တပ်ပုံတို့ဟိုဒါမှမဟုတ် screenshot ရိုက်ထားတဲ့တပ်ပုံတို့ကိုကျွန်တော်ဒီ ဒီ page maker တို့ photoshop တို့မှာထည့်လို့မရတဲ့ပြဿနာမျိုးကြုံကြုံရလိမ့်မယ်เนาะအဲကြုံတက်လိမ့်မယ်အဲအဲ့လိုခါမျိုးဆိုရင်မလုပ်ပေးရလဲဆိုကျွန်တော်ဒီဒီနီလန်တိုင်းပြောင်းပေးလို့ရတယ် auto jpg เนาะတကယ်လို့ကိုက screenshot ရိုက်ထားတာအပေါ်က100လောက်ရှိတယ်အဲ့ပုံ100လုံးကျွန်တော် computer ရဲ့ကုထဲဖွင့်ကြည့်လို့ရတယ်ဒါပေမဲ့ဒီဟိုအရဲကိုသွားထည့်လို့မရအောင်ဥမာ page page maker တို့မှာ photoshop ရဲ့ကိုထည့်လို့မရအောင်ဆိုကိုကအဲ့အဲ့တပ်ပုံတွေကပြန်သုံးလို့မရအောင်ဖြစ်နေဖြစ်နေလိမ့်မယ်တခြားနီလန်တွေတော့ရှိတယ်ကျွန်တော်ပိန်ထဲကိုခေါ်ထည့်ပြီးတော့ပြန်စိတ်လို့တဲ့နီလန်တွေလည်းရှိတယ် ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီပုံတရားကြီးကိုတပုံချင်းနေပိန်ထဲကိုသွားခေါ်ထည့်ပြီးလုပ်ဖို့ဆိုတော့တော်တော်လေးကျွန်တော်တို့ချိန်နေပေးရလိမ့်မယ်အဲ့ဒီနေရာမတုံတော့ဘူးကျွန်တော်တို့ဒီ all to gpg ဆိုတဲ့နေရာလေးကိုတုံးပါမယ်နော် okay ဒါဆိုရင်ကျွန်တော်တို့ဒီထဲကတပ်ပုံလေးတပုံလောက်ရှာလိုက်မယ်ဒီထဲက sorry graphic design ပြချရဲရပဲထားပါတော့နော် ဟုတ်ရဒီပုံလေးဒီပုံလေးကိုကျွန်တော်ကပြောင်းနေတယ်ဒီပုံလေးကိုပြောင်းနေတယ်ဒီပုံလေးကိုပြောင်းနေတယ်ဒါလေးပြောင်းနေတယ်လိုချင်တာလေးဆွဲထည့်သူတို့တွေအကုန်လုံးဘာလုပ်ပြီးလဲဆိုရင်ကျွန်တော်ဒီ compass ဆို okay ပေးပြီးတော့ step လိုက်တိုင်းနဲ့သူတို့တွေအကုန်လုံးကဘယ်ထဲရောက်သွားမလဲဆိုရင်အဲခုနဒီဘက်ထဲရောက်သွားပြီဒီထဲရောက်တဲ့ file တွေကတေးကြတယ် full shot လေးလည်းတုံးလို့ရတယ်အဲ power point လေးလည်းတုံးလို့ရအကုန်လုံးမှယူတုံးလို့ရလိမ့်မယ် โอเคဒါဆိုနားလဲလောက်မယ်ထင်တယ်နော်ဒီ picture တော့ရိုင်းအများကြီးပြောစရာမလိုဘူးဒါလို့ကိုကအဲ့လိုမျိုးဖွင့်လို့မရတဲ့ပြဿနာမျိုးကြုံလာခဲ့တယ်ဆိုရင်ဒီနီလန်လေးတိုင်းတုံးပြီးတော့ဟောဖွင့်ကြည့်လို့ရပါတယ်နော်နောက်တစ်ခုကကျန်တာလေးလည်းတုံးကြည့်လို့ရနော် auto ico လို့ bnp လို့ jit format တွေလို့တုံးလိုလိုအပ်တဲ့ format တွေပြောင်းတုံးလို့ရတယ်အဲ့ဆိုနောက်ဆုံးတစ်ခုကျန်တာလေးဆက်ပြောပါမယ်နောက်ဆုံးတစ်ခုဒါဆိုအခုဒီတီတော့ရပြီဒီတီတော့ရလောက်မယ်เนาะဗီဒီယိုဗီဒီယို format လေးပြောင်းမယ်ဖြတ်မယ် audio audio format ပြောင်းမယ်ဖြတ်မယ် picture picture format ပြောင်းမယ်ဖြတ်မယ် album video တွေ join မယ် audio တွေ join မယ်အရှိကြီး join အရှိအကြာကြီးဆောင်ရလိမ့်မယ်နော်အခုနကကျွန်တော်နည်းနည်းလေးပဲလှုပ်လိုက်လို့ဟိုခဏလေးပဲဆောင်ရတယ်အဲတကယ်လို့ဇက်ကားနှက်ကားဆိုင်တော့အကြာကြီးဆောင်ပါပေါ့နော် okay ဒါဆိုရင်နောက်တစ်ခုက channel လေးက run device တဲ့သူက dvd to video file dvd ခွေရနေ video file ဖြစ်ပြောင်းမယ်ဒါကတော့အဓိကအရေးကြီးရယ်ဘာလို့လဲဆိုကျွန်တော်အများဆုံးဒါလေးတွေတောင်းရတယ်နော်ဥပမာကျွန်တော်ဒီမှာဇက်ကားလေးတကားထည့်ထားတယ်ဒီထဲမှာဒါလေး နော်ဖွင့်ကြည့်လိုက်မယ်တိုင်းကျဲမလားမသိဘူးအမေဘန်းတယ်ဟုတ်အဲဆိုရင်သူ့ကိုနှစ်ချက်နှိပ်လိုက်တာအထိတ်ဆုံးက comment အလုပ်လုပ်တာဖြစ်တဲ့အတွက်သူကဒီ image ban software ပြန်လာနော်မဟုတ်ဘူးကျွန်တော်ဒီမှာ play လုပ်ချင်တာနော် play လုပ်လိုက်မယ်ကြာ ဒါထားပြီเนาะဒါပလေးဖွင့်တာအယူပလေးလောက်လိုက်မယ်ဒါပလေးလောက်လိုက်ကြည့်လို့ရမှာเนาะအခုကပလေးလောက်မှာမဟုတ်ဘူးဗာပလေးကဘာကားလဲလို့ကြည့်ကြည့်တာဟောဟာစကားတခုပေါ့เนาะထားပါတော့သူ့ right click နဲ့ကျွန်တော် open ဆိုတာဖွင့်ကြည့်လိုက်မယ် dvd ခွေးဆိုတာဘယ်လိုပုံစံမျိုးလဲဆိုရင်ကျွန်တော် dvd ဟိုရှေ့မှာတော့ neo တော့ကျွန်တော်ပြောခဲ့ရလေ dvd format ဒီ free dvd to video converter နဲ့ပြောင်းပြီးတော့ format လုပ်လိုက် format လုပ်ပြီးတော့ကျွန်တော်ဒီကူးလိုက်တယ်ဆိုဒီလိုပုံစံမျိုးထွက်လာမှာ အလေးတွေအောက်ဆက်တွေမှာကြိုက်တဲ့နေရာမှာထိုးကြည့်လို့ရတယ်အဲကြိုက်တဲ့အောက်ဆက်မှာထည့်ပြီးတော့ကြည့်လို့ရတယ်နော်โอเคသူ့မှာသွားဖွင့်ကြည့်မယ်ဆိုရင် audio ပါတယ် video ပါတယ် video ထဲမှာဆို file နေအများကြီးပါလိမ့်မယ်နော်အဲ့လို file တွေအားလုံးစုပြီးတွဲထားတဲ့ format ဒါတွေကိုကျွန်တော်က copy ကူပြီး camera ထဲထည့်ပြီးတော့ဖွင့်ကြည့်လို့ရတယ်ဒါပေမဲ့ဒါတွေကိုဖုန်းထဲထည့်ကြည့်လို့မရဘူးဒါမှမဟုတ်ဒီဘိုင်းကြီးဒီကျွန်တော်ခွဲယူသွားခြင်းနဲ့ဆိုခွဲယူလို့မရအောင် သူကဒီလိုအားလုံးစုပြီးတော့မှဒီ file ဗီဒီယိုတစ်ခုအနေနဲ့အလုပ်လုပ်ပေးတာပါနော်အဲ့တော့ကျွန်တော်တို့ဘာလုပ်ပေးရလဲဆိုသူတို့တွေကိုပုံမှန်အားဖြင့်စကားတကားတွေဖြစ်ပြောင်းခြင်းတယ်လीကျွန်တော်တို့ဖုန်းထဲမှာကြီးတဲ့မြန်မာစာတန်းတို့စကားတို့တကားတွေလीကျွန်တော်တို့စာပြနဲ့ကူကူပြီးတော့ကြည့်လို့ရတဲ့ format ပုံစံမျိုးပြောင်းခြင်းတယ်ဆိုကျွန်တော် MP4 ပြောင်းပေးရမယ်အဲ့တော့ MP4 ပြောင်းတဲ့အခါမှာလေဒီလို defy ကြီးတွေသွားပြောင်းရမှာမလို့ ယူတန်တန်းကျော်တို့ auto mp4 နဲ့ဒါကိုဆွဲထည့်ပြီးပြောင်းနေဆိုရင်ဒါလေးက mp4 define ဒါလေးက define ဒါလေးက define ဆို၄၅ file လောက်ဖြစ်နေမယ်အဲ့တော့အပိုင်းပိုင်းတွေ꿰နေလိမ့်မယ်အခုကကျော်တို့အဲ့လိုမလုပ်တော့ဘာလို့မလဲဆိုတခါရင် dvd to video file ဆိုပြီးနှိပ်ချလိုက်လို့ရတယ် dvd ကနေဘာဖြစ်ပြောင်းမလဲဆိုရင် video ဖြစ်ပြောင်းမယ်သူကဘယ်လောက်ရှိလဲဆိုတနေ့49မိနစ်စာရတယ်နော်အဲပြီးတော့ရင်ဗာပြောင်းမလဲ MP4 ဖြစ်ပြောင်းမယ်စာရန်တို့ထည့်အောင်မလားထည့်မယ်ဗာမြန်မာသားအင်္ဂလိပ်စာဒါကတော့ပါပါဂျမပါလိမ့်မယ်နော် ဟိုဆက်တိုင်းမှာပါ sorry ခွေတိုင်းမှာပါခြင်းမှာပါလိမ့်မယ်ပါတဲ့ခွေဆိုတော့ယူလို့ယူလို့ရတယ်ပေါ့နော်နောက်တစ်ခုကတစ်ခါကျခွေမဖက်တာရှိတယ် drive ကြောင်းပဲဖြစ်စေခွေကြောင်းပဲဖြစ်စေခွေမဖက်တဲ့ခါမျိုးဆိုရင်အဲ့ခွေတွေက file ကိုအရင်ဆုံး copy ကူးလိုက်နော် copy ကူးပြီးတော့ကျတို့ computer ထဲတနေရာသွားထားအဲ့ကြမှာ folder နဲ့သွားပြီးတော့ခုနကကျတို့ကူးထားတဲ့ file folder လေးကိုသွားယူပေးလိုက်ရင်ဘယ်တော့မှပြန်တက်လာမလဲဆိုဒီထဲမှာပြန်တက်လာလိမ့်မယ် နော်โอเคအခုကတော့မလုပ်လဲဆိုရင်အခွေဖတ်လို့ဒီအခွေ DVD ဆိုတာလေးနဲ့ယူလိုက်တယ်ဒီမှာလာတက်လာတယ်အဲပြီးတော့ကျွန်တော်တို့ဟိုမြန်မာစာတန်းထူယူယူပြီးတော့ compass ဆိုပြီးလုပ်ပေးအောင်ပါပဲနော်ဒါပေမဲ့ကျွန်တော်တို့ဒီ compass flow တဲ့ခါနည်းနည်းတော့ကြာတယ်သူကမလုပ်လဲဆိုရင်2နာရီနီးပါးစာလောက်ကြာတယ်2နာရီအဲ40ကျော်ပေါ့မိနစ်40ကျော်ဒါကြောင့်မလို့ကျွန်တော်တို့က ဒါကြီးကိုအကြာကြီးတိမဆောင်တော့တနားရီ၄၀ကိုမနေတော့ဒါကြီးကိုအကြာကြီးမဆောင်တော့ဘူးစတက်လို့လုလိုက်တယ်ဆိုတော့လုံရင်တော့သွားလိမ့်မယ်ဒါပေမဲ့ဟိုကျွန်တော်တို့နားတေးကြနိုင်လောက်နိုင်နဲ့ချီပြီးကြာလိမ့်မယ်เนาะအဲ့တော့ဟိုတကယ်ကိုသုံးဖို့အတွက်ဆိုရင်တော့အချိန်လေးပေးပြီးတော့ဒါလေးကိုပြစ်ထားခေလိုက်လို့ရတယ်အခုလို့ဆိုရင်ကျွန်တော်စတက်ဆိုတာလေးမနေတော့ဘူးเนาะပြန်ဖြုတ်လိုက်တော့မယ် clear ဒါဆိုရလောက်မယ်เนาะအခုဒီနီလန်းကဘာလဲဆိုရင်ကျတို့ DB ခွေဇက်ကားခွေတွေကိုမလုပ်ချင်တာလဲဆိုကျတို့ဖုန်းနဲ့သို့မဟုတ်ကွန်ပျူတာထဲမှာတဖိုင်နဲ့အနေနဲ့တင်ထားခြင်းတဲ့အခါမျိုးဆိုရင်ဒီနီလန်းလေးကိုသုံးလို့ရတယ် DB လို့ခွေလို့ပြောပြောတဲ့အခါမှာကျတို့ DB အချက်တိုင်းကိုမပြောဘူး DB ချက်ဆိုတာ 4.7GB ရှိရင် DB ချက်လို့ပြောမှာပဲလေဒါပေမဲ့ DB format နဲ့ကူထားတဲ့ video ကိုပြောတာပါเนาะဟိုကျတို့ဒီတင်ကန်းစာအခုကျတို့ပေးတဲ့တင်ကန်းစာက lesson တွေကိုသွားပြီးတော့ဒီ format နဲ့တိုင်းပါလို့ဆရာမလို့ ဘာလို့လဲစင်ကနာ lesson lesson တွေ data နဲ့ကူးခဲ့တာအခုဒီကဘာနဲ့ကူးတဲ့ဘာနဲ့ကူးထားတဲ့ခွေလဲဆိုရင်ဒီ dvd format နဲ့ကူးထားတဲ့ခွေ dvd video အော် format ကိုပြောတာပါအဲဒီမှာဖွင့်ကြည့် audio ရယ် video ရယ် folder နဲ့လုံးဝတေးကြတယ်အဲ့ဒီနှစ်ခု wi fi နဲ့ပုတ်နှစ်ခုပဲမြင်လိမ့်မယ်အော်ဘယ် dvd format ဘယ် dvd ခွေဖွင့်ကြည့်ခွင့်ကြည့်ဖွင့်ကြည့်ဒီလိုပုံစံမျိုးပဲပေါ်လိမ့်မယ်နော်ဒီလိုပုံစံမျိုးပဲပေါ်လိမ့်မယ်ဒီလိုပုံစံမျိုးပေါ်တဲ့ ဒီခွေတိုင်းကိုကျွန်တော်ဘာလို့ပြောမလဲဆို TV format နဲ့ကုထားတယ်လို့ပြောပါတယ်เนาะအဲ့လိုခါမျိုးဆိုဒါလည်းအကျုံးဝင်တယ်အဲတခြားဟာတွေဆိုတော့အကျုံးမဝင်ဘူးเนาะတခြားဟာတွေတရားလာလုံးဆရာမလို့ data တို့ဘာလို့ဆိုရင်ဒါလည်းသုံးဆရာမလို့ပြီးတော့နောက်တစ်ခုက music cd to audio file music cd to audio file ကလည်းအတူတူပဲဒါပေမဲ့သူကကြတော့ဘယ်လိုလဲဆိုရင် audio audio ခွေဆိုတာကြတော့ master ခွေလေးကြီးလေကျွန်တော်တို့ဒီ neon နဲ့ကုရုံးကနားလေးเนาะ ီယိုနဲ့ကူရုံကဒါလေးဖွင့်လိုက်မယ်ဒီတိုင်းဒီမျူစစ်လေဒီမှာ Oreo CD ဒီနီလန်းနဲ့ကူခဲ့တယ်ဆိုရင်သူက mini 60သားလေးလေမနီရောလောက်ခဲ့တယ်အဲဒီနီလန်းနဲ့ကူခဲ့တယ်ဆိုရင်ကျွန်တော်ထွက်လာတဲ့ file လေးတွေကဒီခွေထည့်ထားမှပဲဖွင့်ကြည့်လို့ရတဲ့ပုံစံ format လေးထွက်လာလိမ့်မယ်အဲ့လို format ဆိုကျွန်တော်ဘာလို့ပေးရလဲဆိုရင်ပုံမှန် computer ထဲထည့်ကြည့်ဖို့အတွက်ဆိုရင်ဘာလို့ပေးရလဲဆိုရင် mp3 ပြန်ပြောင်းပေးရတယ် you တန်းတန်းပြောင်းလို့မရဘူး music cd to audio file ဆိုပြီးတော့ပြောင်းပေးရတယ် နော်အထူးပြင်မာစတာကိုတော်တော်များပြဿနာတက်တယ်လေကျွန်တော်တို့တငယ်ချင်းကစကားတချင်းခွေလေးဝဲလာတယ်အာဟုတ်ပြီတချင်းခွေလေးခဏငါးပါဆိုပြီး copy copy ကူပြီးကိုကွန်ပျူတာထဲထည့်ထားလိုက်ပြီးတော့ခွေလေးထုတ်ပြီးသူ့ကိုပေးလိုက်တယ်ပြန်သူထွက်သွားတော့ကိုကတချင်းနားထောင်မယ်ဆိုတော့တချင်းနေရာဖွင့်မရအောင်နော်ဂျုံမူရင်လည်းဂျုံမူလိမ့်မယ်အဲအဲ့တော့အဲ့ဒီဟာဘာဖြစ်လဲဆိုရင်ねဒီဒီ audio ခွေလေးတွေက ခွေထက်တာတဲ့အချိန်ပဲဖွင့်ကြည့်လို့ရမှာခွေမရှိတော့ဘူးဆိုဖွင့်ကြည့်လို့မရတော့ခွေတွေကနေပဲကြည့်လို့ရတယ်ခွေတွေကနေတိုင်း copy ကူလို့မရသူရဲ့ file ကိုသွားကြည့်မယ်ဆိုရင်1 kb file လေးရှိနေလိမ့်မယ်နော်ကျွန်တော်နမူနာလေးပြပေးမယ်ခွေလေးပါမလားကြတော့ကျွန်တော်ဒီပူလိုလေးဖွင့်ပြမယ်နော် ဒီလိုလေးထွက်လာလိမ့်မယ်နော်အဲကျွန်တော် Oreo ခွေဆိုထွက်လာလိမ့်မယ်အဲ့ဒါလေးကိုဖြွင့်ကြည့်လိုက်မယ်ဆိုရင်ဘာလေးလဲဆိုရင်အဲအထဲမှာဖြွင့်ကြည့်လိုက် Oreo CD Truck 1 KB file လေးထွက်လိမ့်မယ်နော်သူ right click နဲ့ open လို့ဖြွင့်ကြည့်လိုက်မယ်အထဲမှာဆိုရင်သူက Oreo CD Truck 1 KB file ဆိုတာလေးပြ1 KB လေးတွေပဲသူတို့ဖြွင့်ကြည့်ရင်ဖြွင့်ကြည့်လို့ရလိမ့်မယ်ဒါပေမဲ့သူတို့ copy ကူပြီးကွန်ပျူတာထဲထည့်လို့မရအောင်နော်ကျွန်တော် CD အချက်တိုင်းကိုမပြောဘူးနော် Oreo အနေနဲ့ကူးထားတဲ့ CD ခွေကိုပြောတာနော် အဲ့ဒါကိုကျွန်တော်က audio cd ခွေလို့ပြောတယ်အဲ့လိုခွေလေးဆိုရင်ကျွန်တော်ဘာလုပ်ပေးရလဲဆိုရင် format ပြန်ပြောင်းပေးရတယ် new tunnel ပြောင်းအောင်မဟုတ်ဘူး cd to audio file ဆိုပြီးပြန်ပြောင်းပေးရမှာနော်ဘယ်လိုပြောင်းအောင်လဲဆိုရင်ဒါ new tunnel ဖွင့်ကြည့်လို့ရတယ်ရလေးနော် user cd to audio file ဆိုတာလေးကိုနေလာ။ဒါဆိုရင် ခွေလေးထည့်ထားရဲဆိုဒီမှာတချင်းခွေလေးကြာလာလိမ့်မယ်တကယ်လို့ခုန DVD ဆိုရင်လည်းအတူတူပဲเนาะ DVD ဇက်ကားမှာတချို့တရားခွေတွေကအပိုင်းပိုင်းနဲ့ကူထားမျိုးရှိတယ်အပိုင်းပိုင်းကူထားရင်ဒီမှာအပိုင်းပိုင်းလေးလာပေါ့မယ်အဲတပိုင်းချင်းတွေလည်းဒီတိုင်းဖြတ်ကူလို့ရတယ်ခုနဇက်ကားဆိုတဲ့အတွက် တခါတည်းတန်းပြီးတော့ကူလိုက်တာလေအခုဒီမှာဆိုရင် Oreo CD ဆိုလဲတူတူပဲ CD ခွေဆိုရင် CD ခွေရအများအ CD ထဲကတချင်းတွေအပုတ်တွေအများကြီးပြလိမ့်မယ်အဲ့ပုတ်တပုတ်ချင်းတွေလည်းကျွန်တော်တို့ပြောင်းလို့ရတယ်အများကြီးလည်းတခါတည်းတန်းပြောင်းလို့ရတယ်နော်ပြောင်းတော့မယ်ဆိုဘာလုပ်ပေးလဲဆိုရင်အမပြောင်းနေတဲ့တချင်းပုံမှန်တခွေလုံးကိုကျွန်တော်တို့ကွန်ပျူတာထဲထည့်ကြည့်သိမ်းမယ်ဆိုရင်တော့အကုန်လုံးအမှန်ကြီးချစ်ထားဖို့လိုတယ်အဲဒါဆိုအကုန်လုံးအမှန်ကြီးချစ်ချစ်ပြီးဘာလုပ်ပေးလဲကွန်ပါတကယ်လို့တပုတ်တည်းလုချင်နေဆိုရင်တော့ကျွန်တော်တို့အမှန်ကြီးလေးချစ်ပြီးတော့လုချင်တဲ့အပုတ်ကလေးလောက်ပဲအမှန်ကြီးချစ်ပြီးပါ ီးသားရေပါလုတ်ပေးလဲဆိုရင် compass ဆိုလေးလုတ်ပေးအောင်ပါเนาะအရန်လွယ်တယ်ဒါလေးကိုပြောတာပါเนาะ okay ဒါဆိုရင် dvd ခွေ dvd ခွေကနေကျွန်တော်တို့လိုချင်တဲ့ video format လေးပြောင်းတက်သွားပြီ cd ခွေ cd ခွေဆိုမနေ့တော့ကူးတဲ့ဟာလေးအတိုင်းเนาะကူးတဲ့ပုံစံမနေ့တော့ဒီ audio cd နဲ့ကူးထားတဲ့ခွေတွေမနေ့တော့အဲ့ audio cd နဲ့လက်တွေ့ဆန်းထားရဆိုအဲ့ခွေလေးနဲ့ဒီမှာပြန်ဆန်းကြည့်လို့ရတယ်เนาะအဲ့တချင်းလေးတွေအဲ့ခွေလေးတွေကကွန်ပျူတာထဲတိုင်းကော်ပီကူပြီးတော့ဖွင့်ကြည့်လိုက်ဖွင့်ကြည့်လို့ရမှာမဟုတ်ဘူးเนาะ ဲ့တော့ဒီနီလန်လေးတိုင်းသုံးပါအရင်လွယ်တယ်အဲဒီနောက်တစ်ခုက DVD to ISO file ISO file ဆိုတာကျွန်တော် image file လို့ပြောတာเนาะဟိုကျွန်တော်ဒီ window ခွေမှာလဲတွေ့ဘူး window ခွေ window ကျွန်တော် format တွေ download လုပ်တဲ့ခါမှာလဲဒီ ISO နဲ့လာလိမ့်မယ်သူကအခွေလိုက်ကြီးကို image ပန်ပြီးတော့ computer ထဲကိုတင်ထားတာလိုချင်တဲ့အချိန်မှာပြန်ပြီးတော့ခွဲထုတ်လို့ရတယ်ဒါအကြောင်ဘယ်လိုလဲဆို DVD to ISO DVD ခွေရနေပါပြပြောင်းလဲဆို ISO file ဖြစ်ပြောင်းတာ အထူးပြည့်ကျွန်တော်ဝင်းနိုးခွေလေးဆိုတော့တုံးတယ်เนาะအခုဒီမှာဝင်းနိုးခွေလေးထည့်ထားတယ်ဝင်းနိုးခွေအတိုင်းဒါရိုက်ကြည့်ယူတန်းတန်းကျွန်တော် data light copy ကူးတယ်ဆိုရင်เนาะ data light copy ကူးတယ်ဆိုတာဒီလိုဒါဝင်းနိုးခွေသူ့ right click နဲ့ copy ကူးဆိုဟိုဘက်တဲသွားထည့်လိုက် data ကြီးဝင်သွားပါအဲ့တော့အဲ့ data ထဲမှာရှိတဲ့ file တခုကိုကျွန်တော်ပြတ်သွားတယ်ဆိုရင်ဘာမှဖြစ်တော့လဲဆိုဝင်းနိုးတင်တဲ့အခါမှာအခက်အခဲရှိတယ်ပြီးရင်ဒီအဲ craft version နေဆိုရင် anti virus ကသူ့ကိုပေးမဝင်ခံဘူးပြီးရင်ဖြတ်ပစ်တာမျိုးရှိတယ်။ဒါကြောင့်မို့ကျွန်တော်ကဘာလို့ပေးလဲဆိုအဲ window ကို direct မကူးတော့ဘဲနဲ့ image ဖန်ပြီးတော့ဒီမှာ ISO file ပြီးကူးချင်တယ်ဆိုဒီနီလန်တိုင်းသုံးလို့ရတယ်ဒီ format factory ကိုသုံးလို့ရတယ်ပြီးရင်ဟိုမနေ့ကပြောခဲ့တဲ့ကျွန်တော် image band ဆိုတဲ့ software လေးသုံးလို့ရတယ်เนาะဒါဆိုရင်သူ့ကိုတစ်ချက်နှိပ်လိုက်မလုပ်ပြအောင်မလဲဆိုရင်ဒီ compass ဆိုပြီးလုပ်ပြအောင်เนาะသူက ISO file ရှိရယ် CSV file ရှိရယ်နော်ကျတို့ကတော့ ISO file သုံးရင်အဆင်ပြေပါတယ် CSO ကကျတော့ဟို2 bit shoot gain တွေပါတယ်ဆိုရင်ဒါသုံးလို့ရတယ်ပေါ့နော်ဥမာ gain အဲကျတို့ဒီတချို့ gain set တွေရှိရလေ gain set တွေဆို gain အခွေရှိတယ် အဲ့ဒီဂိမ်းခွေကိုပုံမှန်ထည့်ကစားရတယ်မဟုတ်ဘူး state နဲ့ထိုးကစားခြင်းနဲ့ဆိုဘာလို့ ਆ လဲဆိုရင်အဲသူကဒီ CSO file လေးဖြစ်ပြောင်းလိုက်တယ်အဲ့ state နဲ့ထည့်ပြီးကစားတာဘာမို့ CSO file လေးအနေနဲ့တုံးပြီးတော့ဟိုအဲ့ဒီကစားတာလို့ရှိရပါတော့เนาะအဲ့တော့ဟို gain တွေဘာတွေကစားတဲ့ခါမှာတုံးလို့ရတယ် CSO ကျတို့ပုံပုံမှန်တော့ဘာလို့မလဲဆိုရင်အဲကျတို့တုံးမှုတက်ဆို ISO ပဲတုံးပါမယ်เนาะဒါဆိုပြောင်းတက်ပြီးခွေကနေ ISO ပြီးဘာလို့ပြေးလဲဆိုရင်ဒီမှာ convert ဆိုတာလေးနှိပ်ပြလိုက်အောင်ပါ ဟိုဘက်မှာထွက်သွားတာလေးကဘာထွက်သွားမလဲဆိုရင် ISO ဆိုတဲ့ format လေးဖြစ်သွားလိမ့်မယ်เนาะအဲ့တော့ဒီမှာ Gelco မှာ ISO ရှိရဆို ISO ကနေ CSO ဖြစ်ပြောင်းလို့လည်းရတယ်အဲ့တော့ပြောင်းထားတဲ့အားလေးကျွန်တော်နမူနာရှိတယ်လို့လဲဆိုဒါဒါ ISO ဒါ CSO CSO ISO ကကြာကျွန်တော်ပြန်ပြီးတော့ဖြည့်ထားခြင်းနေဆိုရင်ဒီမှာ extra here ဆိုပြီးဖြည့်ချလို့ရတယ်ဒါလေးတို့ extra here ဆိုပြီးတော့ဖြည့်ချလို့ရတယ်ဒီမှာပြန်ပေါ်လာလိမ့်ဒီ CSO ကကြာတော့ဖြည့်ချလို့မရအောင်เนาะသူကတော့တန်းတုံးလို့မရတော့ ဒါဆိုရင်အရင်ဆုံးသူ့ကို ISO ပြန်ပြောင်း ISO ပြန်ပြောင်းမှပြန်ဖြေချလို့ရပါเนาะโอเคဒါဆိုရင်အဲကျွန်တော်ဒီ DVD ကနေဘူလိုပြောင်းတာလည်းရပြီ Audio ကနေ CD ပြောင်းတာလည်းရပြီ ISO DVD ကနေ ISO file ဖြစ်ပြောင်းတာလည်းရသွားပြီဒါဆိုစာအုပ်လေးတစ်ချက်ကြည့်ကြည့်မယ်စာအုပ်လေးတင်ခန်းစာလေးအကုန်လုံးလုပ်လို့ရသွားပြီအခုကျွန်တော်တို့ဘယ်နှချက်လေးလဲဆိုရင်အလုံးစုပေါင်း၅ချက်ခေါင်းစည်းနေနေဆိုကျွန်တော်၅ခုရှိမယ်အထက်မှပြန်ခွဲတာလေးနေဆိုရင်တော့ကျွန်တော်ဘယ်နှခုရှိမလဲဆိုရင်၁၀ခုရှိပါလိမ့်မယ် ဒါလေးတွေသေးသေးပြန်ပြီးတော့လေ့ကျင့်ကြည့်ပါเนาะโอเคဒါလေးကဒီနောက်မှာအခုလောလောဆယ်ကျွန်တော်မကြုံတွေ့ရသေးဘူးဆိုရင်နောက်ကျရင်ဒီ format ပြောင်းရတဲ့အခါမျိုးလိုအပ်တဲ့အခါမျိုးဆိုဒါလေးပြန်သုံးကြည့်လို့ရပြီအဲတကယ်လို့အဆင်မပြေတာရှိရင်ကျွန်တော်ခိုင်းလို့ပဲ messenger group လေးကနေပေးပါကျွန်တော်ဒီတင်ကန်းစာတွေရောက်လာပြီတကယ်လို့ degree ခွေတွေမရသေးဘူးဟုတ် degree query မရသေးဘူးတကယ်လို့ software query က download လုပ်ရတာခက်ခဲရှိတယ်ဆိုရင်ကျွန်တော်စီကိုဟိုလိပ်စာလေးပို့ပြီးတော့ ဒီ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 ရှင်းမှာတင်ခဲ့တယ်เนาะ software query driver query window query မှာလို့ရပါတယ်เนาะ okay ဒါဆိုရင် assembly ရှိရင်မေးပါခိုင်းလို့ပဲเนาะအဲ assembly လောက်မယ်လို့ထင်ပါတယ် assembly ပါလေခင်ဗျာ okay ကနလေးကျွန်တော်လေ့ကျင့်ခန်းလေးလောက်လောက်ပြီးသားပြီဆိုရင်ကျွန်တော်ဒါလေးဘာလို့ပြေးဖို့လို့လည်းတည်ရလေးဆိုကျွန်တော်ပြန်တင်ပေးဒါလေးပြန်တင်ပေးပြီเนาะအဲဒါလေးလေ့ကျင့်ပြီးသားခိုင်းလို့ဒီဒီ lesson လေးမှာ damn လို့မရတော့ဘူး ခုဒီလိုလေ format factory test ဆိုပြီးတော့ကျွန်တော်တို့ဒီ folder လေးလောက်ထားမယ်ဒါမှမဟုတ်ကိုကိုကွန်ပျူတာမှာကိုပေးခြင်းနဲ့နာမည်ပေးထားလိမ့်မယ်အဲ့ဒါလေးကိုဓာတ်ပုံလေးရိုက်ပြီးတော့ခုဒီလိုကျွန်တော်ဒီမှာပြောင်းထားတာလေးရှိတယ်ဒါလေးကိုဓာတ်ပုံရိုက်ခဏလို့ပဲ comment မှာတင်ပေးပါ okay ဒီခါတော့ရပြီเนาะအဲ့ဒါလေးပြီးတော့အဲ့ကျွန်တော်နောက်ထပ်သင်ခန်းစာတွေဆက်ပြီးတော့လေ့လာကြည့်အောင်ပါ